မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 17ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင် Facebook မှာပွဲဖြစ်နေကြတဲ့ချိန်တစ်ဖက်မှာတမိုးကြီးစိန်ပီယန်နဲ့မင်္ဂလာရှိစွာ မင်္ဂလာဦးဆွန့်ကျွေးခဲ့တဲ့ဟေးဝေယံနဲ့စုပြေသစင်းတည်းပွဲပြီးပြီလို့ထင်တော့မှာနေလွှမ်းပိုင်နဲ့တန်တာမိုးတင်ရှုပ်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာတဲ့ပြည်ရင်းပြည်ရာတည်း တဖက်ဖိတ်စကားတွေနဲ့သူမကိုထိပါပြောဆိုလာတဲ့ထွန်းထွန်းရဲ့စကားတွေကိုအချက်လန်နဲ့ခုလိုပြန်လည်ခြေပန်းလိုက်တဲ့တန်တာမိုးတိန်တဲ့တန်တာမိုးတိန်ကမဟုတ်မမှန်ဒရမာကင်းနေကြောင်းဒဲပြောလာတဲ့တရုတ်ဆောင်မင်းသားထွန်းထွန်းတဲ့ဆွေဖြူစင်ချောင်းဆောင်နေတဲ့တန်တာမိုးတိန်ရဲ့နောက်ကြောင်းဆုံးကိုတငယ်ချင်းရင်ကြီးကတီးလို့ဖော်ထုတ်လိုက်တဲ့တဲ့ဒေါက်တာမလေးကိုမြင်းမြင်းချင်းကိုရွှေမန်းကမင်္ဂလာဆောင်ဖို့ချက်ချင်းစီစဉ်ခဲ့ကြောင်းထုတ်ပြောလာတဲ့ထွန်းထွန်းတဲ့ အားလုံးပြည်လည်မှုရကတင်မြပင်ပြည်တတိကိုခင်မမို့ရေးဆက်သွင်းလိုက်တဲ့တန်တောင်မိုးတိတ်နဲ့ထွန်းထွန်းတို့ရဲ့ပွဲတည်မဲ့ဖြစ်ပါရဲ့ရှင် Facebook မှာပွဲပြနေကြတဲ့ချိန်တပတ်မှာတန်မိုးကြီးစိန်ပီရန်နဲ့မင်္ဂလာရှိစွာမင်္ဂလာဦးဆွံ့ကြွေးခဲ့တဲ့ဟင်းဝီရန်နဲ့ဆိုပြတဲ့စိန်မင်္ဂလာပါပြည်သက်ချင်းတို့ရဲ့ ဒီနေ့ social media ကိုဖွင့်လိုက်တာနဲ့အလုံးရဲ့ new feed နေရာမှာတော့ပူလောင်နေတဲ့သုံးဘက်ဆိုင် drama တွေကိုရွှေမန်းတန်တာမိုသိန်းထွန်းထွန်းတို့ရဲ့ပြန်လာဖွင့်ချမှုတွေနဲ့ Facebook တခွင်လုံးကပွဲဖြစ်နေပါတယ်။အလုံးကအဲ့ဒီပွဲကိုပဲအာရုံစိုက်နေကြတဲ့အချိန်တဖန်မှာတော့အရန်ကိုတည်ငြိမ်အေးချမ်းစွာနဲ့မြမရင်ချေမှုတိုင်းမင်္ဂလာရှိရှိပွားတစ်ကိုစတင်နေတဲ့ဆုံတွဲတွေရှိနေပါတယ်။ဒါကတော့နိုင်ငံကျော်မင်းသားဟေဝီယန်နဲ့ထက်ဆင့်ကယ်ရမီမင်းသမီးကျော်လီစိုးပြေတစင်တို့စနီမောင်နှံမှာပဲ ူလောင်မှုတွေနဲ့ဝေးရာတိတ်ဆိတ်အေးချမ်းနေနေရမှာသူရဲ့မင်္ဂလာခန္ဓာတွေတဲ့ကပထမဆုံးခန္ဓာဖြစ်တဲ့မင်္ဂလာဦးစွန့်တွေးလူမင်္ဂလာပွဲကို ကျင်းပခဲ့တာပါဟုတ်ပါရင်ဒီနေ့နိုဝင်ဘာလ10ရက်နေ့မနက်မှာပဲရန်ကုန်မြို့မော်ဘီမြို့နယ်တဲဖြူတွန်းရဓမ္မရိပ်သားကြီးမှာသရိုစနီးမောင်နှံကတန်ဃာတော်ရှင်သူမြတ်တွေကိုစွန့်ပင့်ဖိတ်ကပ်လူခဲ့တာဖြစ်ပါတယ်။ ီပွဲလေးကအပြင်ကပွဲလေးလို့ဝဝတက်တက်လူအများကြီးနဲ့မဟုတ်ပါဘူး။နဖမ်းမိပါအတိုင်းဝိုင်းနေအရှင်းချဆွေမျိုးတွေနဲ့ရင်းနှီးတဲ့အမှုပညာရှင်မိတ်ဆွေနဲ့ငယ်ပဲတယောက်ပြီးအရှမ်းကိုစက်တင်မင်္ဂလာရှိစွာအေးချမ်းချမ်းကျင်းပခင်တာပါ။ဒီပွဲမှာလူတွေထူအာယုံဆိုင်မိတာကတတော်သမီးလေးစုပ်ပြေသစင်းရဲ့လာပါပဲ ပရိသတ်တွေနဲ့ကျမတို့အားလုံးသိကြတဲ့အတိုင်းပါပဲဟေဝေရန်နဲ့စိုးပြေတစင်တို့ဆောင်တွေကအရင်ကအခမ်းအနားပွဲတွေတက်မယ်ဆိုရင်ဖက်ရှင်ခွမ်းလေးရှိတယ်ဆိုပြီးဝေဖန်မှုတွေစာနာမှုတွေခံခဲ့ရပူပါတယ်သူတို့ဝေလိုက်ရင်တခုခုလွယ်နေတယ်လှမနေဘူးဖြစ်မနေဘူးဆိုပြီးပြောခဲ့ကြတာတွေရှိပါတယ်ဒါပေမဲ့ဒီနေ့စိုးပြတစင်းတဲ့ဟင်ဝရန်တို့ဟာသူတို့ဘဝရဲ့အရေးကြီးဆုံးနေ့တွေထဲကတစ်ခုဖြစ်တဲ့မင်္ဂလာဆုံးကျွေးပွဲမှာတော့အလုံးငေးမောကအန်အသင့်ဖြစ်သွားပါဗျ။ တတော်သမီးစုပြည့်တဆင်ဟာအဝါရောင်မြန်မာဝတ်စုံလေးကိုရိုးရိုးရှင်းရှင်းလေးဝတ်ဆင်ထားပေမယ့်အချမ်းကိုကြက်တည်ရှိရှိတော်ဝင်ဆက်ဆန်လှနေကြတာပါဒီတခါတော့ချီချူရမာကဒီဇိုင်နာမေးမြဝါဆိုရဲ့လက်ရပါပဲရိုးရှင်းမိမိတန်မိုးကြီးရဲ့အသွင်ကိုစောင့်နေစေခဲ့ပြီးအရှင်ကတွေ့မြင်နေကြပုံစံနေနဲ့လုံးဝကွဲထွက်သွားစေခဲ့ပါတယ်ရိုးရှင်းနေဆိုပေမယ့်လုံးဝမရိုးရှင်းတဲ့အရာတစ်ခုရှိနေပါသေးတယ်အရာကတော့တတော်သမီးဝတ်ဆင်ထားတဲ့ယန္တနာတွေပါပဲ ဆိုပြတဲ့စင်ရဲ့လေထိုင်မှာဆင်းမြဲထတာကစိန်လေဆွဲသေးပါဒီဇိုင်းကယူပေးမယ်အလေကစိန်လုံးကြီးကငုံလုံးလောက်ရှိတယ်လို့ပွဲတက်လာသူတွေကပြောဆိုနေကြပါတယ်ဒါနေမကတည်ပါဘူးနဂန်းလက်စွန်လက်ကောက်အလုံးစိန်တစင်စာပြေဆုံးနေအဝါရံဝတ်စုံလေးနဲ့ချက်တည်ရှိစွာလင်းလက်နေကြတာပါဒါသူတို့ရဲ့မင်္ဂလာပွဲဘလောက်ခမ်းနားမလဲသူတို့သားဘက်ကဘလောက်တန်မိုးထားနေဆိုတာကိုပြသနေသလိုပါပဲပရိသတ်ချင်းတို့ရဲ့တာကူချီချင်းအပြင်မင်္ဂလာဆိုတာကိုကောင်းကောင်းတွေ့မြင်ရမှာပါ တစ်ဖက်မှာတော့ပူလောင်ခြင်း၊ဖွာခြင်း၊ဒရာမာတွေနဲ့ရှုပ်တွေးနေချိန်မှာတစ်ဖက်မှာတော့ဟင်းဝီရံနဲ့စွပြစ်တစင်တို့စနီမောင်နှံကဘာကုံမအာယုံမဆိုင်ပင်ဆိုရှယ်မီဒီယာပေါ်ကပွဲတွေတဲဝင်မပါပင်တကယ်မင်္ဂလာဆင်မှန်ဖြစ်တဲ့ဖျားတရားတန်ကားကိုဥဥထိတ်ထားပင်တမိုးကြီးရတနာတွေဆင်မြန်းလို့မိဘဆွေမျိုးတွေရဲ့ကောင်းကြီးပေးတန်နေကြရင်မှာဘဝတစ်ကိုတည်ငြိမ်အေးချမ်းစွာစတင်လိုက်ပြီးဖြစ်ပါတယ်။ ဒါဟာပြည်သက်တီအားကြရတဲ့မင်္ဂလာစစ်ပါပဲ။ပြည်သက်ကြီးတို့ရောဆိုရှယ်မီဒီယာမှာဖြစ်နေတဲ့ပွဲလေးစာဒီလိုအချက်နဲ့မင်္ဂလာပွဲလေးကြောင်းကြားတာစိတ်ချမ်းသာမိကြလား။ဟေဝီယန်နဲ့စုပြည့်သင်းတို့ရဲ့ဒီနေ့ကမင်္ဂလာဦးဆွန်ကျွေးလာကိုရောဘလောက်သဘောကြမိလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးရင်တတူသားတတူသမီးတွန်းဆူတောင်းစကားလေးတွေပြောခဲ့ကြပါအောင်ရှင်။ ပွဲပြီးပြီလို့ထင်တော့မှတယ်လွှားပိုင်နဲ့တန်တာမိုးတိန်ရှုတ်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာတဲ့ပြည်ဟင်းတီအောင်တန်တာမိုးတိန်နဲ့ကိုရွှေမန်းတို့ရဲ့ဝလုံကားကိစ္စကအပြန်အလှန်တောင်းပန်ပြီးပြီးဆုံးသွားခဲ့ပြီလို့ထင်ရပေမယ့်အငိမ့်မနေနိုင်တဲ့ပြည်ဟင်းတီအောင်ကထပ်ပြီးတန်တာမိုးတိန်နဲ့လွန်ပိုင်ကနာမည်ထွက်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာခဲ့ပါပြီ။ ဝဲကြည့်သူပြိတ္တကြီးနားလေတော့ဖြစ်စဉ်ကိုတို့ချုံပြီးပြောရမယ်ဆိုရင်ပထမဆုံးအနေနဲ့ရွှေမန်းရဲ့မင်္ဂလာဆောင်ဟာလိုင်းပေါ်မှာဟိုးလေးတကြောကြောဖြစ်ပြီးနာမည်ကြီးသွားပါတယ်။မင်းသားမင်းသမီးတွေကလည်းရွှေမန်းကိုမြောက်ထိုးပင်တော်လုံးဖာရပြီးဆက်ဆံပြောဆိုကြပါတယ်။အဲ့ဒီမှာသူများကောင်းစားနေတာကိုကြည့်မရတဲ့ပြင်းရင်တရားကထားပြီးရွှေမန်းကတန်တမိုးသိမ့်နဲ့ကြာကြီးတွေ့ခဲ့ကြောင်းဒါပေမဲ့တကယ်လည်းရှူတော့ပြင်သာတက်ဆံဝင်မလေးကိုတောင်အိမ်တောင်ဘက်ဖြစ်ရွေးချယ်သွားကြောင်းထလွန်လိုက်ပါတယ် ဒီလိုနဲ့တန်တာမိုးသိန်းကစပွန်ဆာရှာရင်အစားခံနိုင်ရတဲ့ကောင်မလေးဖြစ်နမည်ထကြည့်ပါတော့တယ်။တန်တာမိုးသိန်းနဲ့ငိန်ခံမနေပဲရွှေမန်းကသူ့ကိုထားခဲ့တာမဟုတ်ကြောင်းသူကသာရွှေမန်းဖောက်ပြန်လို့လို့အရှင်ထားခဲ့တာဖြစ်ကြောင်းခုလေမင်္ဂလာမဆောင်ကတညအလိုမှာတော့သူ့ကိုတတိယနေ့ဆိုပြီးဆလာပို့ကြောင်းကြေညာပြစ်လိုက်ပါတယ်။ တန်တာမိုးတိမ်ထားပြောတော့ညကစားရွှေမန်းတို့လက်မယားရှံဖြစ်ကြပါတယ်။အဲဒီမှာတဲ့ရွှေမန်းကသူ့ပြည်နာကတငယ်ချင်းတို့နာမည်ခံထားတဲ့အောက်ဆွဲတွေကိုအကူအညီတောင်းပြီးသူ့မယားလေးကိုဒါသူကချစ်ဆုံးဖြစ်ကြောင်းရေးတင်ခိုင်းပါတယ်။မင်းကဟာတွေကလည်း YP ထုတ်လုပ်သူ producer တထေးကြီးဟာသူ့ရဲ့ဆီယံဝင်မယားလေးကိုတာချစ်ကြောင်းတန်တာမိုးသိန်းကအွန်လိုင်းနေနဲ့ဖန်ထုတ်ထားလို့အရှင်ကတွေ့ခင်တာဖြစ်ကြောင်း တကယ်တမ်းသိစိတ်ပြောင်းဝင်လာချိန်မှာတော့အတိုင်းဝိုင်းကောင်းတဲ့မိကောင်းဖခင်တာသမီလေးကိုတောင်းလက်ထပ်ခဲ့တာဖြစ်ကြောင်းလူသိရှင်ကြားထားရေးကြပါတော့တယ်။တန်တာမိုးတိန်ကလည်းအဲ့ဒါလေးကိုမြင်တော့ဟဲ့ငါကမိကောင်းဖခင်တာမဟုတ်လို့ဒီလိုရေးတာလားဆိုပြီးထောက်ပေါက်ကွဲပါတော့တယ်။ တန်တာမုတ်တင်းကသူ့ကိုဆွဆွဲပြောဆိုထားတဲ့အောက်လန်ကိစ္စအကောင့်ကိစ္စဖုံးပြောတဲ့ကိစ္စပါဝင်ဘယ်ချိန်တွဲတယ်ဘယ်ချိန်ပြတ်တယ်ဘယ်ချိန်ဆံဝင်မနဲ့ညှိတယ်ဆိုတာကစားတက်တေထောက်တာနဲ့ပြောချသွားပြီးသူမကိုဝိုင်းဝန်းတိုက်ခိုက်တဲ့မှန်ရွှေမန်းနဲ့အောက်ဆွဲအလုံးကိုနင်းတို့ငါ့ကိုလာမထီနဲ့ငါစီကဘသူဘယ်ချိန်ကဘာလုပ်ထားနေဆိုရင်တက်တေဒီထုံလိုက်ရှိတယ်အလုံးဖြေချပြမယ်ဆိုပြီးပြန်လေချင်းချောက်ခဲ့ပါတယ် ီတော့မှရွှေမန်းရောပေါင်းပါတွေပါပတ်သက်ပြီးသွားပြီးရွှေမန်းကသူ့ရဲ့ Facebook အကောင့်မှာအားလုံးကိုတော်ကြပါလို့ဆိုပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်။တန်တော်မိုးတင်ကလည်းကြည်ကြည်ပြူပြူလက်ခံလိုက်ပြီးထွန်းထွန်းကပါပါဝင်တောင်းပန်တော်တာမို့လို့အားလုံးကပွဲပြီးပြီဆိုပြီးတက်ပြင်းချဖို့လုပ်နေချိန်ပါတယ်။ပြင်းတီးရကထပ်ပြီးတန်တော်မိုးတင်ရဲ့လွန်ပိုင်းဟာနာမည်ထွက်ခဲ့မှုကြောင့်ထပ်မံဖော်ထုတ်လာတာဖြစ်ပါတယ်။ ဒီအကြောင်းကိုပြင်းရင်တရားကရွှေမန်းကိုရိုင်းသူစင်နာပင်တန်တာမိုးတိတ်နဲ့လွမ်းပိုင်တကယ်ဖြစ်နေတာသိချင်ရင်သူကိုရိုင်းပွဲချမ်းမယ်ဆိုပြီးလာမီတော်ချောင်းမှာ ပြောဆိုထားပါတယ်။လွမ်းပိုင်ကတော့မိမကိစ္စနဲ့ပတ်သက်လာရင် တကယ်ကိုပွဲတိုင်းကြော်ပါပဲနော်။ပရိသတ်ကြီးတို့ရောအခုတတင်းနဲ့ပတ်သက်ပြီးတီးပီးကြပြီလားဆိုရနေနောက်ဆုံးသိရတဲ့တတင်း update လေးတွေကိုသိရင်လည်း comment တပတ်ပိတ်စကားတွေနဲ့သူမကိုထိပါပြောဆိုလာတဲ့ထွန်းထွန်းရဲ့စကားတွေကိုအချက်လက်နဲ့ခုလိုပြန်လည်ခြေပလိုက်တဲ့တန်သာမိုးသိန်းမင်္ဂလာပါပရိသတ်များရှင်ဘွဲကတော့တော်လေးလာနေပါပြီမနေ့ကထွန်းထွန်းရေးတင်လိုက်တဲ့စာတပုတ်ကြောင့်တန်သာမိုးသိန်းဟာမျက်ရည်မျက်ခွန်းနဲ့နှလုံးမီးတောက်လာရလို့ငိုယူပြီးလိုက်လွင်ကပြန်လည်ဖြစ်ရှင်းလိုက်ပါပြီ ထွန်းထွန်းရဲ့ရေးသားချက်တင်ရာကိုရွှေမဟာဒေါက်တာမာလီနဲ့စပတ်သက်ကြတဲ့ကတန်တာမူသိမ့်ပေါ်လုံးဝစိတ်မရှိတော့ကြောင်းနဲ့တန်တာမူသိမ့်ကသာဘန်းနူသွေးပြီးလိန်စင်းနေတုံးကဖုံးကော်ရီကိစ္စမိုင်းဒေးစာပြင်းနေပုံကိစ္စတွေကိုပြည်သက်ကိုမျက်ရည်ချဖို့တတ်တဲ့နေသူမဆွဖြူစင်ကြောင်းပြဖို့တတ်တဲ့အတွက်နဲ့ပြောနေကြတာဖြစ်ကြောင်းရေးသားထားတာပါဒါကြောင့်မို့တန်တာမူသိမ့်ဘက်ကတပန်ဒေါက်တာမာလီနဲ့ပတ်သက်နေစဉ်တွင်သူမနဲ့ဘလို့ဆက်သွယ်ရရှိပြီးသူမဘက်ကဘလို့မှန်ကန်ကြောင်းတွေကိုပြောပြခဲ့တာပါ ပထမဦးစွာဖုန်းခေါ်တဲ့ကိစ္စကိုထွန်းထွန်းကအလုပ်ကိစ္စကြောင့်မလို့ကပြောပေးခဲ့ပါတယ်။အလုပ်ကိစ္စအတွင်းနဲ့ဆိုရင်တော့တုံးနာကြီးကဖုန်းခေါ်စရာမလိုကြောင်းသူယူသားယူဆိုရင်ပေါ်ပေါ်တင်တင်ခေါ်မှဖြစ်ကြောင်းသူမကပြန်လေပြောဆိုခဲ့ပါတယ်။ဒါပြင် diet food box ကိစ္စပါ။အဲ့ဒီ diet plan ကိုလုပ်နေစဉ်ကာလမှာတန်တာမိုးသိမ့်တဲ့ကိုရွှေမဟာနေပြည်တော်ကဟိုတယ်တစ်ခုမှာတခန်းချတဲကိုခဲ့ကြတဲ့ပြင်စကားတွေတောင်ပြောခဲ့ကြပါသေးတယ်။ ဒါရဲ့ဖူဘော့စ်ကိုတန်တာမုံသိမြင်တော့ဒေါက်တာမကဖြစ်မပေးရဘူးသားပြောပေမယ့်ထမင်းဘူးကိုပြင်ဆင်ပေးလိုက်တဲ့အနေထားကကိုရွှေမန်းကိုဒေါ်လီသဘောချနေတဲ့ပုံစံဖြစ်ကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။အနာကမလာမှာပေါ့ဒေါက်တာမလေးနဲ့ပတ်သက်စင်ကာလာချင်းတန်တာမုံသိနဲ့အဲ့ဒီလိုမျိုးဟိုတယ်မှာတက်ပြီးစကားတွေပြောဆိုနေကြတာပါ။ဒါဆိုရင်လုံးဝပတ်သက်မှုမရှိပါဘူးဆိုရင်ထွန်းထွန်းရဲ့စကားကအယူကြည်ပါမှားနေမှတည်တာနေပါပဲ။ နောက်တစ်ချက်ကတန်တာမိုးသိန်းရဲ့မိဘတာဝန်ကိုမတူမတန်သူတွေဆိုတဲ့အနေအထားနဲ့ပြောဆိုခဲ့တာကြောင့်တန်တာမိုးသိန်းကခံပြင်းနေတဲ့ပြင် live stream မှာလည်းအမေဖြစ်သူရဲ့မခံနိုင်မှုကြောင့်ဒေါသအထွတ်ပြောဆိုနေတဲ့တန်တွေကိုတော့အတိုင်းသားကြနေရပါတယ်အထူးချုံပြောရရင်ထွန်းထွန်းကသူတငယ်ချေတောက်သားမကိုကာကွယ်ပေးခြင်းစိတ်ကိုရွှေမန်းကိုဖမ်းရခြင်းစိတ်တွင်တန်တာမိုးတိမ်ကိုလူဆိုးမကြီးဖြစ်အောင်ကြောက်တွန်းရေးသားထားရရှောက်နေတာပါ ဒါအပြင်တန်တာမိုးသိန်းတို့အတာမန်ကိုပါစော်ကားခဲ့ပါတယ်။ဒါပေမဲ့တန်တာမိုးသိန်းကတော့နင်းနာသူမင်းမတာမန်တော်ညာတစ်ဖက်ဆောင်နေလုံးဝပြန်မပြောခဲ့ပါဘူးရှင်။ပရိသတ်ကြီးတို့ရောဘသူ့ဘက်ကလဲနော်။တန်တာမိုးသိန်းကမဟုတ်မမှန်ဒရမာခင်းနေကြောင်တဲပြောလာတဲ့တေယုဆောင်ဝင်းသားထွန်းထွန်း အခုလက်ရှိအင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလူပြောများနေစေဖြစ်တဲ့ရုပ်ရှင်ပရိုဂျူဆာကြီးရွှေမန်းနဲ့ပတ်တန်းလုံးကြီးဆောင်ဖြစ်သူတန်တာမိုးသိန်းကမဟုတ်မမှန်သတင်းတွေကိုရှောက်ဖွားနေကြောင်းပြန်လည်ဖြည့်ရှင်းလာခဲ့တာကတော့တရုတ်ဆောင်ထွန်းထွန်းပဲဖြစ်ပါတယ်ပြည်ကရေရပိုင်းလောက်ကမြန်မာရုပ်ရှင်လောကမှာမြန်မာမင်းသမီးတွေကတော့ဖားရလောက်တဲ့အထိနမဲကြီးတဲ့ကိုရွှေမဟာဆုံရင်သူ့ရဲ့ချစ်မြတ်နွားတဲ့ဆံဝင်မလေးနဲ့ဝါချုပ်ပင်မင်္ဂလာပွဲကြီးကိုကန္နာဆုံးဖြစ်အောင်ကျင်းပခဲ့ကြပါတယ်။ ကိုရွှေမန်းနဲ့ဆရာဝန်မလေးတို့ရဲ့မင်္ဂလာခန်းထားမှာနမကြီးရုပ်ရှင်ကားတွေကိုပြဆက်လူမျိုးဖန်တီးပြသခဲ့တာကြောင့်လေသူတို့ရဲ့မင်္ဂလာပွဲလေးကအင်တာနက်ပေါ်မှာလူကြိုက်များသွားခဲ့ပါတယ်။ ဒါပေမဲ့လည်းမင်္ဂလာခန်းနာပွဲပြီးအင်တာနက်ပေါ်ပြန့်နှံ့လာခဲ့တာကရွှေမန်းဟာလေးနှစ်တာတွဲခဲ့တဲ့ရှိစာဟောင်းတန်တာမှုတိန်ကိုဖြတ်ပြီးမိကောင်းပါခင်တာသမီဖြစ်တဲ့ဆရာဝန်မလေးကိုရွေးချယ်ခဲ့တယ်လို့သတင်းတွေတက်လာခဲ့ပါတယ်။ဒီလိုကြောင်းကြောင်းတစ်ခါကဒါရိုက်တာပြင်းတီယာပြောပြခဲ့တယ်။တန်တာမှုတိန်တို့ကြောင်းနဲ့ပတ်သက်လို့အလုံးကတန်တာမှုတိန်ကအပြစ်ခံလိုက်ရတယ်လို့ယုံကြည်နေကြပါတယ်။ ဒါပေမဲ့မင်းသမီးတန်တာမူတိန်ဘက်ကလည်းရွှေမန်နဲ့ပတ်သက်လို့အထိတ်ကနာဟောင်းကြီးကိုပြန်လဲဖော်ထုတ်ခဲ့ပါတယ်။သူမနဲ့တွဲနေတဲ့လင်းနစ်တာတက်တန်းရှောင်းမှာရွှေမန်ဟာမောင်ရီမာလေးတွေမင်းသမီးတွေပါဝင်အရှောင်60ကျော်လုံးနဲ့နောက်ွယ်မှာဖောက်ပြန်နေခဲ့ကြောင်းသူမကိုကိုတိလဲအောင်စော်ကကျူးလွန်ခဲ့လို့လမ်းခွဲခဲ့တာဖြစ်ပြီးသူမကသာဆွန့်ပစ်လိုက်တာသူမကိုဆွန့်ပစ်လို့ရမယ်လို့မရှိဘူးလို့ဆိုပါတယ်။ အခုမင်္ဂလာပွဲမကျင်းပခင်ချိန်တည်းသူမကိုဖုန်းနဲ့တောက်ဆောင်မနာတဲ့ဆက်ခဲ့ပြီးတတို့သမီးလောင်းလေးအတွက်မင်္ဂလာချင်းကိုချင်းဆောင်လို့မကိုင်းဖြစ်ခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။တန်တာမိုးသိန်းခုလို့ post တင်လိုက်တဲ့အခါမှာပွဲကြခင်လူသူကြီးကလည်းနှစ်ဖက်ကွဲသွားခဲ့ပါတယ်။သူမတင်တဲ့ကိစ္စလေးကဟုတ်တီမဟုတ်တီကိုပြင်ပကလူတွေမသိတဲ့အတွက်တနားနေခဲ့ကြတာကတော့အမှန်ပါပဲ။ ဒီအချိန်မှာတော့တန်တာမိုးတိမ်ပြောပြခဲ့တဲ့အကြောင်းတွေကအလိညာရီဖြစ်ပြီးရွှေမန်းတို့ဇနီးမောင်နှံကို မစားရင်မဲတဲနေပတ်ဆိုတဲ့အတိုင်းနမည်ဖြတ်ယုံတသက်ဆိုတော့ကိုရွှေမန်းရဲ့တတော်သမီးဖြစ်တဲ့ဆံဝေမာလေးရဲ့တငယ်ချင်းဖြစ်သူသီယုဆောင်ထွန်းတို့ကအဲ့တော်ဖာမောင်ချပြလာခဲ့ပါတယ်ထွန်းထွန်းပြောပြလာခဲ့တာကတော့ကိုရွှေမန်းနဲ့တန်တာမိုးသိန်းတို့က2024မျိုးဝင်ဘာလမှာအပြည့်ပြက်လန်းခွဲလိုက်ပြီးဖြစ်ပြီးတော့ဒီကိစ္စကြီးကလည်းတငယ်ချင်းမိတ်ဆွေအားလုံးသိကြတယ်လို့ဆိုပါတယ်။ ဒီနေ့တာကာလအတွင်းမှာလည်းပြဿနာမျိုးမျိုးတန်းအခက်အခဲတွေနဲ့ဖြစ်ထန်းခဲ့တာကိုလည်းအားလုံးကတော့လိမ်လို့မရပါဘူးဒီလိုနဲ့နောက်ထပ်6လကြာမှအခုတို့သမီးဆီယံဝင်မလေးကိုတွေ့ခင်တာဖြစ်ပြီးမြင်မြင်ချင်းချစ်ချင်ပြီလို့ထွန်းထွန်းကနေတစင်းဆီယံဝင်မလေးကိုမိတ်ဆက်ခိုင်းပြီးချင့်ကပ်ခဲ့တယ်လို့သိရပါဗျာ ရွှေမန်းဘက်ကဆံဝင်မာလေးကိုနီးမျိုးမျိုးနဲ့ချန်ကပ်ခင်တာဖြစ်ကြောင်းဆံဝင်မာလေးကလည်းအတော်လေးလာရခဲ့ပြီးအချိန်တစ်ခုကြာမှအဖြစ်ပေးခဲ့တာဖြစ်ကြောင်းချင်မိသွားခဲ့ကြပြီးမခွဲနိုင်မခွန်နိုင်နေဖြစ်သွားတာကြောင့်နောက်ဆုံးဝါကျွတ်တဲ့အချိန်မှာတော့မင်္ဂလာဆောင်လိုက်ကြတာဖြစ်တယ်လို့ပြောလာပါတယ်။ ။နောက်ပြီးတန်တာမုတ်တိန်ပြောတယ်လို့မင်္ဂလာမဆောင်ခင်ဖုံးဆက်ခဲ့နေဆိုတာလုံးဝမဟုတ်ပဲ။လွန်ခဲ့တဲ့3လလောက်ကသူမနဲ့ရိုက်ဖို့ရုပ်ရှင်နဲ့ပတ်သက်လို့ရုံးကလူတွေကိုပြောနေစကားလုံးတွေကိုတီထွားတာကြောင့်ဒေါသထွက်လို့မနဲ့အစောကြီးခေါ်လိုက်တာလို့ဆိုပါတယ်။သူမတင်ထားတဲ့ screenshot အားလုံးကအတူဖြစ်တယ်လို့ထွန်းထွန်းကအားလုံးကိုပြောပြခဲ့ပါတယ်။ ထွန်းထွန်းရဲ့ post တောင်ပဲတန်တာမှုသိန်းကထွန်းထွန်းပြောတာတွေကိုမကျေနပ်လို့ရွှေမြန်းဖုံးဆက်ခဲ့ကြောင်းတက်တီရီနဲ့ပြန်ဝုန်းထားတယ်လို့သိရပါတယ်။နောက်ပိုင်းဘလို့ဆက်ဖြစ်မလဲဆိုတော့ကိုမသိရသေးပေမယ့်ဂျာကတတိုသမီးလေးကတော့အတော်လေးဝမ်းနေနေမှာသိကြပါပဲရှင်။အခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပရိသတ်ကြီးတို့အနေနဲ့ရောဘလို့ထင်မြင်မိလဲဆိုတော့ကိုပြောပြပေးသွားကြပါအောင်ရှင်။ ဇပ်ဖြူစင်ချင်အောင်ဆောင်းနေတဲ့တန်တာမိုးသိန်းရဲ့နောက်ကျောင်းဆုံးကိုတငယ်ချင်းရင်ကြီးကဒီလိုဖော်ထုတ်လိုက်ပြီမင်္ဂလာပါပရိသတ်များရှင်တန်တာမိုးသိန်းကထားခဲ့ခံရသူလေးနှိမ့်ဆက်ခံခဲ့ရသူလေးတဘောရာကြီးသူလေးလို့မထင်လိုက်ကြပါနဲ့တနာနေတာတွေကိုရပ်ပြီးနောက်ွက်ကပတ်စံရုံမာတဲ့အကြောင်းတွေကိုနားထောင်ကြည့်ကြပါဦးရှင်တကယ်တော့တန်တာမိုးသိန်းကညီမရင်လိုပေါင်ပြီးခင်မင်းတဲ့တငယ်ချင်းရင်တယောက်ကိုတော့ဘဝဖြစ်တဲ့အထိလှုပ်ပြခဲ့တာပါ အခုလက်ရှိနာမည်ကြီးဒါရိုက်တာ PK မင်းချစ်သူနဲ့သူစနီးတဆင်ထွန်းထွန်းနှစ်ယောက်စလုံးကိုအမှုပညာလောကရဲ့ချေမချရဲလာအောင်လှုပ်ပစ်ခဲ့တဲ့ပြင်အောင်လန်းနေနေပါတိုက်ခဲ့တာပါဒါရိုက်တာပီကင်းရဲ့ဇနီးသစင်ထုံးနဲ့တန်တာမိုးသိန်းကတငယ်ချင်းရင်းနေပါဒါပေမဲ့သစင်ထုံးမှာပပစ်ချက်မှမရှိဘဲတန်တာမိုးသိန်းကနောက်ကွယ်မှာပြင်မရှိပြရှာပြီးမကောင်းကြောင်းနဲ့တင်းတုပ်တာပါသစင်ထုံးရဲ့မိဘတွေကိုပါရှိုင်းဆိုင်စွာပုတ်ခတ်ပြောဆိုခဲ့ပါတယ် အဲ့ဒါနေမကသေးပါဘူးဒါရိုက်တာ PK ကိုလည်းစနိုက်ကျော်ချင်းတယောက်နေဖြစ်ခဲ့သေးတာပါဒါပြင်သစင်ထွန်းကိုလည်းသူ့ရဲ့ login နဲ့ပေးစားပြီးရွေးဆောင်ပြောဆိုပါတယ်သစင်ထွန်းတို့မိသားစု တစုလုံးကိုလည်းအွန်လိုင်းပြယောကနေတိုက်ခဲ့ပါတယ်အဲ့ဒါကတော့သစင်ထွန်းကစီးပွားရေးကြောင့်ကျမကြီးတွေခြူချနေလို့ဗီဒီမေးရကနေတန်တာမိုးသိမ့်အောက်ကြံနေမှန်းသိခဲ့တာပါအဲ့ဒီတော့မှတငယ်ချင်းအရှင်းကဒါမျိုးလုံးရဲ့ပါနေဆိုပြီးသစင်ထုံးကလည်းပေါက်ွဲက live လွှင့်ခဲ့ပါတယ် အဲ့ဒါကလွန်ခဲ့တဲ့နှစ်နှစ်ကကိစ္စပါမင်းသမီးတလက်ဆိုရဲခေါင်းစဉ်တွေပဲပြောခင်တာဖြစ်လို့အဲ့ဒီအချိန်တုန်းကတန်တာမိုးတိမ်မြန်ဘသူကမှမသိခဲ့ပါဘူးဒါပေမဲ့တန်တာမိုးတိမ်ကတစင်ထုံလိုက်လွင်တဲ့ကိစ္စကိုလည်းသိရောပြန်ပြီးတော့နောက်တစ်ခါတိုက်ခတ်ပြန်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်စရောတန်တာမိုးသိန်းကရွှေမင်းနဲ့တွဲနေစဉ်ကာလဖြစ်လို့တထေးကြီးရွှေမင်းအာကိုနဲ့ဘသူကမှလူမထင်နေတဲ့ကာလပါတစင်ထွေးရဲ့ယောက်ျားဖြစ်သူဒါရိုက်တာဘီကေကိုအမှုပညာလောကရဲ့ချိန်မချနိုင်အောင်လုပ်တာပါ ပြီးခင်နဲ့လက်တွဲမဲ့သူမရှိအောင်လုပ်ပြလို့လင်မယားနှစ်ယောက်စလုံးစိတ်တက်တွေပိုးစိုးပတ်ဆက်ကြခဲ့ပြီးဘဝပြတ်မတက်ဖြစ်ခင်ရတာပါဒါ리고မသိခဲ့ကြပဲတန်တာမိုးတင်ကိုဖြူစင်သူလေးဖြစ်အားလုံးကမြင်နေကြတာပါအထူးခြားဆုံးတစ်ချက်ကတော့တန်တာမိုးသိန်းကရွှေမန်းနဲ့တွေ့နေစဉ်တွင်တခြားယောက်ျားတစ်ယောက်နဲ့ဟိုတယ်မှာဖောက်ပြန်နေရကိုသစင်တုံးကမျက်မြင်ကိုတွေ့တွေ့ခင်ရတော့လောက်ကောင်လို့ပြီးဘသူကမှမဖော်ခဲ့ပါဘူး ။ဒါကြောင့်မို့ဆုံးသက်ကတော့တန်တာမိုးတင်ကသူ့ပေါက်ပြန်တာတွေစနိုက်တာတွေရုံးမာတာတွေကို ဖုံးပြီးမျက်ရည်ချူဖြူစင်အောင်စောင့်နေခြင်းသာဖြစ်တယ်လို့ပြောချင်ပါတယ်ရှင်။ဒေါက်တာမာလီကိုမြင်မြင်ချင်းကိုရွှေမန်းကမင်္ဂလာဆောင်မှုချက်ချင်းစီစဉ်ခဲ့ကြောင်းထုတ်ပြောလာတဲ့ထွန်းတုံအရန်ကိုနာမည်ကြီးနေတဲ့တန်တာမိုးသိန်းနဲ့ကိုရွှေမန်းကိစ္စမှာတငယ်ချင်းရင်းခောက်ခောက်ကြီးဖြစ်တဲ့ထွန်းတုံကတော့မနေနိုင်မဝင်ပြောလာခဲ့ပါဘူး ဘေးနားမှာတစ်ချိန်လုံးတူရှိတဲ့တငယ်ချင်းတယောက်ဖြစ်တဲ့အတွက်ကိုရွှေမန်းတို့ကိစ္စရအားလုံးကိုထွန်းထွန်းကကုံတိထားကြောင်းထုတ်ပြောသွားပြီးကိုရွှေမန်းဟာတန်တာမိုးသိမ့်နဲ့လမ်းခွဲပြီးနောက်မှာဒေါက်တာမာလီကိုမြင်မြင်ချင်းချင်းမိသွားပြီးချက်ချင်းမင်္ဂလာကိစ္စဆီစဉ်ခဲ့တယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒီအကြောင်းကိုကိုထွန်းထွန်းကကျွန်တော်မနေနိုင်လို့ကျွန်တော်တငယ်ချင်းဒေါက်တာမာလီဘက်ကနေဝင်ပြောတာပါတန်တာမိုးသိမ့်နဲ့ကိုရွှေမန်းတွေ့တာကိုကျွန်တော်တို့သိပါတယ် သူတို့ကြားထဲမှာဆက်ဆံရေးအဆင်မပြေတာတွေအများကြီးရှိတော့ကို လူရင်းတွေမှအမြဲလဲကြားပါတယ်ဒီလိုနဲ့သူတို့နိုဝင်ဘာလမှာပြက်စဲပြီးတော့မှကျွန်တော်မိတ်ဆက်ပေးလို့ကျွန်တော်တငယ်ချင်းဒေါက်တာမာလီနဲ့ကိုရွှေမန်းတည်ကြပါကိုရွှေမန်းကမြင်မြင်ချင်းသဘောကျသွားလို့ကျွန်တော်ကိုဖုန်းနံပါတ်တွေတင်းတောင်းခိုင်းဒေါက်တာမာလီစေကန်းကိုအမြဲသွားပြီး၆လကျော်ပူပန်ပြီးမှ အဖြေရခဲ့တာပါ ရွှေမန်းလူဆိုရင်လူကမျက်နာကိုပါစေထိုးရထိုးရတောက်တာမလေးစီသွားပြီးဝိတ်ချတဲ့ဗလန်နေအရက်ဒီဖြက်လုံနေလို့ကျွန်တော်တို့တော်ကြားရကနေအံ့ဩခဲ့ရပါသေးတယ်။ပြောရရင်တောက်တာမလေးလက်ထဲရောက်မှရွှေမန်းလိမ်မာတာပါ။ကျွန်တော်တို့တော်ကြားရကနေဟိတ်ကောင်ဆရာဝန်မလေးကရုပ်ရှင်တိုင်းဝန်းကမဟုတ်ဘူးနော်။အနီအေးတယ်အတိုင်းဝိုင်းကြည့်တယ်ပညာတတ်လေမင်းပြော်တော့ချင်လို့မရဘူး။အရင်ချက်နေဖြောင်းလို့တတိဝိုင်းပေးခဲ့ပါသေးတယ်။ ဒါကူချွေမန်းကလည်းတကယ်နာလေသွားပြီအချစ်စစ်ချမန်းပူဇာစစ်ပူဇာမန်းတို့တွေ့လို့စက်ကြိုက်ကြတာပါကြိုက်တော်တဲ့နှစ်ယောက်လုံးတကယ်မခွဲနိုင်မခွာရဲ့ပြကြလို့လက်ထပ်ဖို့ချက်ချင်းစီစဉ်လိုက်တာပါတန်တာမူသိန်းနဲ့တရားဝင်ပြက်ဆဲပြီးတော့မှသူတို့တွေ့ပြီးလက်ထပ်ကြတာဖြစ်တဲ့အတွက်ကျွန်တော်တငယ်ချင်းထောက်တာမလေးကိုမထီပါကြပါနဲ့ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ် ဒါပေမဲ့လေကိုတွန်းတို့ရဲ့နိုဝင်ဘာလမှာပြတ်ပြီးနိုဝင်ဘာလမှာနေဆောင်ဝင်မာလေးကိုလိုက်ခဲ့ပါတယ်ဆိုရဲဖြည့်ရှင်ချက်ကတလွဲကြီးဖြစ်နေပြီးရွှေမန်းရဲ့ကောင်းမှာတော့အောက်တိုဘာ25ရက်နေ့ဟာသူတို့နေအောင်ရဲ့ anniversary day ဖြစ်တယ်လို့တင်ထားခဲ့ပါတယ်ဒါပြင်မင်္ဂလာပွဲစီစဉ်သူစင်အောင်ကလည်းကိုရွှေမန်းရဲ့ပွဲအတွက်ရုပ်ရှင်မှတ်တမ်းနဲ့ဝတ်ဆောင်ပြစင် တေးတချင်းတွေကို6လကျော်ချိန်ယူပြီးစီစဉ်ထားတာပါလို့ပြောဆိုသွားတာမို့လို့ဒီတိုင်းသာပြန်တွေ့ကြည့်မယ်ဆိုရင်အကြီးကြီးကိုလွဲလို့နေပါနဲ့ ကိုရွှေမန်ဒေါက်တာမကိုစလိုက်တဲ့အချိန်က2024နိုဝင်ဘာဖြစ်ခဲ့ရဆိုရင်တော့လက်ထက်တာက2025အောက်တိုဘာလမှာမဟုတ်လို့အဖြေပြန်ရဖို့စောင့်ရတဲ့အချိန်က6လကျော်မင်္ဂလာပွဲစီစဉ်တာက6လကျော်ဆိုရင်ကိုရွှေမန်ဟာဆောင်းဝင်မာလီကိုမြင်တာနဲ့မင်္ဂလာပွဲစီစဉ်မှုစိတ်ကူးရခဲ့တာလားဒါမှမဟုတ်ဆံဝင်မလေးစီကအပြေမရသေးပေမယ့်အပိုင်ထွက်တာပြီးမင်္ဂလာပွဲအတွက်တယောက်တည်းကြိုတင်စီစဉ်ခဲ့တာလား ဒါမှမဟုတ်သေးရင်ကောင်းမလေးကငါနဲ့ကိုအပြေတော့ပြန်မပေးသေးဘူး။ဒါပေမဲ့မင်္ဂလာဆောင်ဖို့တော့မှတ်တမ်းရုပ်ရှင်တွေတူတူရိုက်ကြမယ်ဆိုပြီးသဘောတူခင်ရလာဆိုတော့ကတော့စဉ်းစားစရာ ကောင်းလို့နေပါတယ်။ပရိသတ်ချင်းတို့ရောဒီလိုရွှေမန်းနဲ့ဒေါက်တာမလေးကြာကဇက်ထုတ်ချင်းနဲ့ကွက်တိဖြစ်နေတဲ့အချိန်လေးကိုဘလို့များထင်ကြနေဆိုတော့ねဘသူစင်ပေါ်ကလည်းဘသူကိုအားပေးနေဆိုတော့ comment မှာရေးခဲ့ပေးကြပါအောင်ရှင်။ အလုံးပြည်လင်းမှုရကတင်မြပင်ပြိတက်တီကိုခင်မမို့ဤဆက်သွင်းလိုက်တဲ့တန်တာမိုးသိမ့်နဲ့ထွန်းထွန်းနှွင့်ရဲ့ပွင့်တညာလုံးမအိမ်မနီဖြာခင်းကြည့်ခင်ရတဲ့ဆက်သိန်းကတော့အလုံးပျော်ရွှင်စွာနဲ့ပြီးသွားခဲ့ပါလေလို့ဆိုရမှာပါပဲအစောပိုင်းမှာတော့ပရိုဂျူဆာကိုရွှေမန်းနဲ့တန်တာမိုးသိမ့်နဲ့ပြဿနာကကြီးကျယ်ခဲ့တာပါဒီကြားထဲမှာမင်းသားထွန်းထွန်းကမစီမဆိုင်ကိုရွှေမန်းရှူလိုက်တဲ့ဆရာဝန်မလေးကတန်မိုးရှိတဲ့မိဘအတိုင်းဝန်ကောင်းတဲ့သူဆိုပြီးတုံ့နှုံလိုက်တာပါပဲ ီစကားကလင်းနေကြတွေ့ခဲ့တဲ့တန်တာမှုတင်းကိုတွေ့ဝါပြီးတန်ဖိုးမရှိသူအတိုင်းဝိုင်းမကောင်းသူလို့နှိမ်ချလိုက်တယ်လို့ဖြစ်သွားစေခဲ့ပါတယ်။ဒါကြောင့်မေတန်တာမှုတင်းခမလိုက်လွင်ရင်ငယ်စဉ်ကလေးကဖခင်မရှိတော့လို့အားငယ်ရကြောင်းသူကိုမထိခိုက်ကြဘူးငိုရတောင်းပန်ခဲ့ရတဲ့ဒီပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့ခုတော့စန္ဒန်ကပြိတ္တိအလုံးကိုခင်မို့မို့ကြီးဖြစ်သွားစေပါပဲ။ ကိုရွှေမန်းကလည်းနေအောင်စလုံးကိုတော်ချဖို့တောင်းပန်ခဲ့တယ်လို့မင်းသားထွန်းတော်ကသူ့ရဲ့ post ကြောင့်တန်တာမိုးသိန်းကို ထိခိုက်နေနာစေခဲ့မိရင်တောင်းပန်ပါတယ်ဆိုပြီးလူသိရှင်ကြားဝင်ရေးခဲ့ပါတယ်။အောင်းစရာကောင်းစွာပဲတန်တာမိုးသိန်းဘက်ကလည်းထွန်းတော်ကသူ့တငယ်ချင်းကိုအထင်မလွဲရအောင်ဖြည့်ရှင်းပေးတာကိုနားလည်ပါတယ်ဆိုပြီးခွင့်လွှတ်ကြေးပေးလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။အဲတော့ဒီကြားရက်ကခင်မမို့ရေးဆက်သွင်းခံလိုက်ရတာကတော့ကျမတို့ပြည်သက်တွေပါပဲ။ ဟောဘကအတိုင်းဝိုင်းဆိုတဲ့စကလုံးနဲ့ထိခိုက်ပြောဆိုခံရလို့ဘာကင်မရှိလို့အငငယ်အကြောင်းကိုပြတော့ကတန်တာမိုးတိမ်ဘက်ကခန်းစားပြီးဝင်နာပေးခဲ့ကြတာပါအခုတော့သူတို့မျိုးပညာရှင်ချင်းချင်းတောင်းပန်ပါတယ်နားလေပါတယ်နဲ့ပြန်စင်ပြေသွားကြပါပြီတောင်းပန်စလုံးငင်းချင်းရသွားတာကတော့အကောင်ဆုံးရလပါပဲဒါပေမဲ့ဒီဇလန်ကြီးကအစာဆုံးလိုက်ကြည့်ခဲ့ရတဲ့ပရိသတ်ကြီးကရောဒီစသိန်းပေါ်ဘလို့မြင်ပါတလဲမိမိတို့အမြင်ကို ပြောသွားကြပါအောင်ရှင်